အမြင်နဲ့ညောင်ရွှေမြို့နယ်ရှိရှေဟောင်းတမိုင်းဝင်အင်းလေးဖောင်တော်မြတ်စွာဘုရားပရဝေါ်အတွင်အင်အားလွန်ပြင်းမြေငလျင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများအမြန်ဆုံးပြန်လည်ပြုပြင်မှုမှန်းနိုင်ရေးအတွက်အလူငွေများပေးအပ်လူဒန်းနိုင်ကြောင်းအသိပေးနိုးစောခြင်း 2025ခုနှစ်မတ်လ28ရက်နေ့စနေနေ့52မိနစ်အချိန်ခန့်တွင် ပြင်အားရစ်ဂျက်စကခွန်တတမခွန်အစင်ရှိအင်အားလွန်ပြင်းငလင်းလောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရှိရှေးဟောင်းတမိုင်းဝင်အင်းလေးဖောင်တော်မြတ်စွာဘုရားယေတနာဆန်ကျောင်းတော်ကြီးအတက်အစင်လေးကတစောင်းများရင်မြင်တော်နဲ့ဖောင်တော်ဘုရားဒေတာစာရိကြချီရာတွင် ပင်ဆောင်သည့်ကရဝိတ်ဖောင်တော်ထားရှိသည့်အစာအုပ်များထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ ဲ့ပါတယ်အဆိုပါအင်အားလွန်ပြင်းသည့်ငလျင်လောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရှိရှေဟောင်းသမိုင်းဝင်အင်းလေးဖောင်တော်မြတ်စွာဘုရားယေဒနာဆန်ကျောင်းတော်ကြီးပေါ်သို့တက်ရောက်သည့်အတက်အစင်လေကားလေးပတ်သည့်ယေဒနာဆန်ကျောင်းတော်ကြီးနှင့်ငါလမခန့်ကွာဟာသွားခြင်းမြောက်ဖက်တစောင်းတိုင်းအနှဲငယ်နှိမ်ကြပျက်စီးခြင်းတောင်ပံမုံနှလမခံနှိမ်ကြသွားခြင်းရင်းမြင်တော်တွင် ခင်းသာသည့်ကြောက်ပြားများကွဲအပ်ပျက်စီးခြင်း ရင်းမြင်တော့ကုန်းမြေနေရာအချို့အကွဲကြောင်းများဖြစ်ပေါ်ခြင်းနဲ့အချို့နေရာများတွင် အနေငယ်နှိမ့်ချသွားခြင်းဖောင်တော်ဘုရားဒေတာစွာရီကြွားချီရာတွင်ပင်ဆောင်သည့်ကရဝိတ်ဖောင်တော်ထားရှိသည့်အဆောက်အဦပြိုကျပြည့်စည်ခြင်းဖောင်တော်လီငယ်တက်သားထားရှိသည့်အဆောက်အဦပြိုကျပြည့်စည်ခြင်းနဲ့ဆက်လီကားချင်းကတရာများအနေငယ်ထိခိုက်ပြည့်စည်ခြင်းများဖြစ်ပေါ်ခဲ့ပါသည် 那是也真暖，前几年鸟水没有，但买回也立胖了。 ်စွာဖေဟာအနေနဲ့အရရမှာဖေဟာဖူးပြည်သူများအနေဖြင့်စေအေးချမ်းသာစွာဖြင့်ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက်ရှမ်းပြည်နယ်ဆိုရာအဖွဲ့ဖေဟာကောပကအဖွဲ့ကျွမ်းကျင်းစင်နေရများသက်ဆိုင်ရာပညာရှင်များကဖေဟာပရဝံအတွင်ထိခိုက်ပျက်စီးမှုများအမြန်ဆုံးပြန်လည်ပြုပြင်မမှန်ရှင်းလုပ်ငန်းများကိုအမြန်ဆုံးပြီးစီးရေးစနစ်တကျစတင်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါသည် အင်အားလွန်ပြင်းသည့်ငလျင်လောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရှေးဟောင်းတမိုင်းဝင်းအင်းလေးဖောင်တို့မြတ်စွာဘုရားပရဝုံအတွင်ထိခိုက်ပျက်စီးမှုများအ мян ဆုံးပြန်လည်ပြုပြင်မှုမှန်နိုင်ရေးအတွက်အေပီလာတရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကနအူမာဒီလူဒန်းငွေချက်3900ပြည်နယ်လုံးစုံရေးနဲ့နေဆက်ရာဝန်ကြီးဘိုးမူကြီးစိန်ဝင်းကငွေချက်စေတဲ့ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်ကငွေချက်စေတဲ့နဲ့မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းဆောင်မှအင်ဂျင်နီယာပညာရှင်ဦးမျိုးမြင့်ကငွေကြေးသိန်းတရာမတီလူတိုင်းခဲ့ပြီးကနအုံးမတီငွေကြေး သိန်း62တန်းမာတီငွေများလက်ခံရရှိခဲ့ပါတယ်။ညောင်ရွှေမျိုးနဲ့ရှေးဟောင်းသမိုင်းဝင်အင်းလီဖောင်တော်မြတ်စွာဘုရားပရဝုံအတွင် ထိခိုက်ပျက်စီးမှုများအ мян ဆုံးပြန်လည်ပြုပြင်မမှန်နိုင်ရတဲ့အတွက်အနေနဲ့ရရမှာစေတနာရှင်လူရှင်များကဆက်လက်လူဒိုင်းခဲ့ရာအေပြီလာနေ့ရက်နေ့မှာအေပြီလာ6ရက်နေ့အထိငွေကျ54သိန်း36000အလူငွေများလက်ခံရရှိခဲ့တဲ့ဖြင့်အလူငွေစုစုပေါင်း68တန်း4 ိန်း3600ကျပ်လက်ခံရရှိထားကြောင်းဖယားကောပကားဖွဲ့မှသိရှိရပြီးအလုံငွေရရှိမှုအခြေအနေနဲ့အသုံးပြုမှုအခြေအနေများဆက်လက်အတည်ပြုသွားမည်ဖြစ်ကြောင်းသိရပါတယ်ညောင်ရွှေမျိုးနဲ့ရှင်ဟောင်းသမိုင်းဝင်အင်းလေးဖောင်တော်မြတ်စွာဘုရားပရဝေါ်အတွင်ထိခိုက်ပျက်စီးမှုများအားအ мян ဆုံးပြန်လည်ပြုပြင်မမှန်နိုင်ရတဲ့အတွက်အနေနဲ့ရရမှာစေတနာရှင်အလူရှင်များအနေဖြင့်တန်ကြောင်းတဒံ သိန်း40ချက်ကြောက်တဲ့ခြင်း သသိန်း8000ချက်တဲတဲ့ခြင်းသသိန်း8000ချက်ပြီးလက်မြေတဲ့2000 3000ချက်ချက်ပြားတစ်ချက်8000ချက်အုတ်တစ်ချက်600ချက်နှုံထားများဖြင့်၎င်းတတာတက်အားသရွေအလူငွေများကို၎င်းပါဝင်လူတန်းနိုင်မှာကြောင့်အတိပေးနှိုးစော်အပ်ပါရရှင် အလူငွေများလူတန်းလိုပါက ဦးစိုးမြင့်ခိုင်အုပ်ချုပ်ရေးမှူးခိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလောမျိုး ဖုန်းနံပါတ်39933289ဦးကျော်စွာလင်မြို့နယ်အုပ်ချုပ်ရေးမှူးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညောင်ရွှေမျိုးဖုန်းနံပါတ်39963 689444ဦးဝင်းမြင့်ဥက္ကဋ္ဌ အင်းလေးဖောင်တော်ဦးဖေရဂောပကအဖွဲဖုန်းနံပါတ်39ကို00 69 8383ဆက်သွယ်လူတိုင်းနိုင်ပါကြောင်းအတိပေးနိုးစွာအပ်ပါရရှင်